အားလုံးမင်္ဂလာပါရှင်ပူတင်ဒီနေ့ဖျက်ပြပေးသွားမယ့်ဝိထုတိုလီကတော့ဆီယာမကြီးခင်ခင်ထူရေးတာခဲ့တဲ့အရင်နှစ်ကြီးတော့ဆိုတဲ့ဝိထုတိုလီပဲဖြစ်ပါတယ်ပူတင်တို့ဒီဝိထုတိုလီကိုမဖျက်ပြပေးသေးခင်လေးမှာပူတင်တို့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင် like and subscribe လေးနှိပ်ထားပြီးတော့ဘေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးနော်လွန်ခဲ့သည့်တည်င်းကျွလာတွင် ်ဦးကျော်လုံးသည်ခေါင်းခဲ၍အကျော်အချင်းတွေကိုက်နေလေသည်ဦးကျော်လုံးက အနှိတ်သေးစိစရာခေါ်ဖို့ပြော၏အကြီးစိမ့်ကအမိန်ကိုမနာခံဘဲမိမိကိုယ်တိုင်နင်းနေပေသည်ကိုရမျက်စင်းကို အတင်းခတ်သောကြောင့်ဥကြလုံးသည် ကုန်းအော်ရလေသည်စိတ်ခါကြီးတိုက်သည်ဖြင့်ပြို့၍ပြို့၍သာလာလေ၏အဖျားရောကလည်းအကြီးစိမ့်အားကြောက်သောကြောင့်မြန်စွာထွက်ပြေးလေသည် ဦးကျောင်းလုံးသည်ကိုရွံ့စိန်နှင့်ဈေးကားကြီးကိုကြောက်တော့ကြောင့်နောင်တသက်နဲ့တကူဘယ်တော့မှမဖျားပါစေနဲ့ဗျာဟုဆုတောင်းမိလေသည်။သို့ဖြင့်ပစ္စည်းရှိသောမယားမှ ချမ်းသာခြင်းပျော်ရွှင်ခြင်းများကိုရှာဖွေသောဦးကျောင်းလုံးသည်မိုးကုတ်ဆက်ဝိုင်းကိုသွားတော်သူကဲ့သို့ဤမလိုလိုနေဝေခဲ့ရလေသည်။ကျမကြည်ညိုလေးစားရသောဆရာသိန်းဖေမြင့်ဤစာတွေကိုဖတ်ရတိုင်းတူတူနှင့်ထီမီအောင်ရေးနိုင်စွမ်းသောဆရာပါရမီကိုလေးစားရမည်ဖြစ်သည် ဆရာသိန်းဖေးမင်းဤငါလင်နှင်းငါငွေဝိထုကိုဖမ်းမိသည့်အခါတိုင်းရွာက ကျမဤကြီးတော်ဒေါ်ကြီးကိုလည်းတစက်ထဲလိုလိုတတိယနေမိတတ်သည်ဆရာရေးပြတော့အကြီးစိန်ဇက်ကောင်ဖွဲ့ဇာမပြီးပြင်ပောင်းတော့တော့ကြောင့်ကျမမှာကြီးတော်ကြီးနေတူလိုက်လေခြင်းဝွေလည်းအမြဲအောင်းမင်းနေမိပါသည်ဆရာဆက်ကအကြီးဆုံးသည်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတော်လဲလင်းသေးမုံဆူမတအုပ်ဖြစ်သည် လေတော်ရတော်ဧကတော်တော်များများကိုပိုင်ဆိုင်သူဖြစ်သည်တရွာတဲ့နေလူစင်းရဲများကိုလည်းသူရကထွက်သည်ပဲပေးနှံပေးအကျွေးပေးတတ်သည်ငွေလိုသူတို့အဖို့ငွေလိုလျင်30ကိုတစ်ချက်တူဖြင့်ချီငါတော်မိရှင်လည်းဖြစ်ပေသည် ပေးစဉ်ကအကြည်သာပေးတတ်တော်လဲအကျွေးတောင်းရမှာတော့လွန်စွာရက်ဆက်သူဖြစ်သည်ချီထားသမျှငွေကြွေပြတ်မရဘူးဆိုလျင်တော့ကြွေးယူသူစီကလဲနွားအိမ်တို့ကိုတင်လီရှိသည် အကြီးဆိုင်ခင်ဖို့ဥငတ်ကြီးနဲ့ပေါင်းတင်ခဲ့စဉ်ကတာသမီမရခဲ့ဥငတ်ကြီးဆုံးပါ၍တဦးတည်းနေရသည့်ဘဝမှာအာကိုအာထာပြုခြင်း၍တပင်လဲမှုတပင်ထူခြင်းလှတော်လဲသူပိုင်ပစ္စည်းဥစ္စာတွေထိပါလာမှဆိုသဖြင့်မထူဖြစ်ခဲ့သူတစ်ချိန်ထဲမှာတရွာထဲနေမုတ်ဆိုးပိုကြီးဥကြောင်လုံးသည်လည်းအသက်50အရွယ်ရှိသည့်တိုင်ဥပုပ်တည်င်းဆောင်သွားရာတွင် ပြည့်ရွက်မိသူလူသိဤဟုနှလုံးသွင်းထားသည် ထိုအခါပစ္စည်းဥစ္စာလဲရှိအရွယ်လဲတော်သေးသည့်အကြီးစိန်ကိုရအောင်ပိုးယူပြီးဥစ္စာတာကောင်းဖြင့်အတာဆန်ဖို့ကြံခဲ့၏သို့သောတကယ်တမ်းအိမ်အောင်ပြုတ်ပြကြတော့လေအကြီးစိန်ကထင်သလောက်ခရီးရောက်သူမဟုတ်ဥကြောင့်လုံးကိုမတေယုံတမဲခိုင်းစေပြီးစိတ်စိတ်ကုတ်ကုတ်သုံးစေ၏အကြီးစိန်ကိုယ်တိုင်လဲထို့မှုအတိုင်းကျင့်သုံးသည် အကြီးစိမ်းနှမျောလိုက်ပုံကဦးကြောင်လုံးဖျားရမှာပင်ရွာစည်းစရာခေါ်မကူပဲကိုတိုင်တကြမ်းကန်ကုသခြင်းဖြင့်ဈေးဘဝကခြွေတာသူဖြစ်သည်တချိန်မှာတော့ဦးကြောင်လုံးဤသူကန်ထိုက်ကငွေတရာချီးတီကိုအကြီးစိမ်းကခါခါတီတီပေးချလိုက်၏ ကန်ထိုက်ကလည်းလူစင်းရဲ့ဘဝကိုစိတ်နာနေရသည်ကြတဲ့အီးစိမ့်ဤနှမျောတွန့်တုံမှုကြအိုးရွယ်ကိုဆက်လောင်းရွယ်ဖြင့်ပိတ်အံ့သည်ဆိုသည့်သဘောဖြင့်ဓမြတိုက်ဖို့ကြံစီလေသည်သမ ्या တိုက်သည်ညကအဖေါ်နှစ်ယောက်နှင့်အတူအကြီးစိမ့်အိမ်ကိုဝင်စီး၍ဥကြလုံးကိုကျိုးနှစ်တုပ်ကအကြီးစိမ့်ကိုဓာနှင့်မူထားလေ၏အကြီးစိမ့်ကိုဓာဖြင့်ရွယ်ပြီးငွေ9000တောင်းရ အကြီးစိန်ကတပြားမှမရှိပါဘူးမပေးနိုင်ပါဘူးဟုတွင်တွင်ကြီးညည်းလေ၏ဓမ္မကလည်းစုတ်ချွန်သောဓာဖြင့်တင်ပခွက်ကိုဆွတ်ခနဲထိုးလေ၏အကြီးစိန်ကမရှိဘူးလို့ကြီးဘူးခံနေ၏ထိုအခါဓမ္မကအခြားတင်ပခွက်ကိုထတ်တူပြန်လေ၏အကြီးစိန်ကသေးပါပြီဟုအော်ယုံကလွဲ၍ချူးတပြားမှမထွက်ဓမ္မကတပြားဖြင့်ကြောကိုတဖြန်းဖြန်းရိုက်ဒူးဖြင့်ကြောကိုတိုက် တရိုးဖြင့်နှစ်ဖူးကိုခုတ်ခနဲ့ဆောက်စသည်ဖြင့်နီမျိုးစုံဖြင့်နှိမ့်ဆက်နေ၍မိသွားမလောက်နာခြင်းလှတော်လဲအကြီးစိမ့်ကတစ်ချက်ကလေးမှပေးစကားမဆို။ကဲဒင်းဒီလောက်ရှိတာသေပါစေတော့နှစ်ယောက်စလုံးကိုတက်ပြစ်မယ်။ကြောက်လုံးကိုဖမ်းခဲ့ငွေ9000ပေးမှလွတ်မပေးရင်တက်ပြစ်။ဟဲ့အကောင်ပုတ်မှကြီးနေ့လင်တက်ပြစ်တာခံမလားငွေပေးမလား။အခြေအနေကဒင်းမာလာခဲ့သည်။ဝိမထွက်လျင်တပြက်မီဟုဆိုနေပြီ။ သို့တော့အကြီးစိမ့်ကလည်းတတ်တော်မှတက်စီတော့ငွေတော့အထီမခန့်ဥကြောင်လုံးကိုဘာပဲလှုပ်လှုပ်ခံယုံမှာပဲငွေတော့မရှိဘူးဟုဆိုကငိုလေ၏အကြီးစိမ့်ကလင်းနဲ့ငွေပဲဟာအဖိုးတန်တယ်လေလောကမှာလင်းရှိလို့ငွေရနိုင်တာမဟုတ်ဘူးငွေရှိရင်လင်းလို့ချင်းတလောက်ရနိုင်တာပဲငါလင်းနဲ့ငါငွေငါငွေက အဖိုးတန်တယ်ကြောင်လုံးကိုတက်ယုံမကမီးဖုတ်ပြီးစားစားဟုတွေးလေ၏ မယားဤစိန်ကားပုံကိုဥကြံလုံးခိုတိုင်းကြရသည့်အခါနာကြီးလာစွာဖြင့်အကြီးစိန်တွင်မြုပ်ထားသောငွေတွေရှိကြောင်းပေါ်လေတော့သည်ဓမြတွေကဖမ်းသွားပြီးငွေမြုပ်ထားသောနေရာကို အပြခိုင်းရာ လိန်ပြောသည်ဖြင့်ဓမြများကဓာဖြင့်မှုန်ပြန်လေ၏အကျွန့်တက်ချင်တက်မပြောဘူးအကြီးစိန်ကတင်းမာစွာပြောပြီးဓမြများအသက်ကိုခံသွားခဲ့၏ဆရာသိမ့်ဖေမြင့်ဤဝိတ္ထုကိုအကျဉ်းဖော်ပြခြင်းဖြစ်ပါသည် လောကတွင်ဒီလိုလူတွေလည်းရှိပါသလားဟုကျမတွေးနေမိသည်ထူးဆန်းလာသည်မပြောသာတော့လဲလူအတတ်နှင့်လဲယူခဲ့သောလောဘစိတ်တွန့်တိုစိတ်ကတော့အမတ်ထင်ထင်ရှိရပါသည်ကြီးတော်ကြီးမှကျမအမေဤညီမဝန်ခွဲဖြစ်သည်အီးစိမ့်ကဲ့သို့ပင်ပစ္စည်းရှိမုတ်ဆိုးမတယောက်ဖြစ်ပြီးအီးစိမ့်လိုပင်တာသမီလဲတကောင်တမီမှမရှိပေ။ကြီးတော်ကြီးသည်ရွာလယ်မှာခြံကြီးဝင်းကြီးနှင့်တူဦးတည်းနေထိုင်ပါသည်။ကျမတို့မျိုးယောက်ျားလိုတစ်နှစ်တစ်ခါရွာပြန်တိုင်း တယောက်တည်းနေရှာတော့ကြီးတော်ကြီးထံမရောက်ရအောင်အလဲသွားရမည်ကြီးတော်အိမ်မှထမင်းစားမည်အလုံးနှမျောတက်ရှာသူဆိုတော့လေမျိုးကရောက်လာသည်ဒူမမို့တကူးတကားစားရခြင်းဖြစ်သည်ရေနံကြီးတွင်မဲနေသောနှစ်ထပ်ပြင်းသောအိမ်ကြီးကိုပိုင်တော်လေကြီးတော်ကထိုအိမ်ကြီးပေါ်ဘယ်တော့မှတမနီအိမ်ကြီးနေမလတ်မကန့်ချန်တော့မှ ရကန်းတဲကလေးထိုးကနေခဲ့သည်ပင်နေတွေ့ကြလာပြီး ရကန်တဲကလေးကတဖက်ရက်တာတာမြေဆိုင်တဲကလေးဆိုတော့ကြီးတော်ကြီးခတ်သည့်ရကန်စင်ကလေးတစ်လုံးနှင့်ကုပြစ်တစ်လုံးစာချတာယုံပဲရှိသည်သမီးဟင်ချက်တော်လဲတဲပေးမှာခတ်တိန်တိန်တူထားသောမြေချင်းကလေးတဲစင်းချက်လေးရှိသည်သမီးဟင်ချက်တော်တဲတဲကကုပြစ်ပေးခင်းထားသောတစ်သားချမ်းစပွဲကုံကလေးပေါ်တင်ထားလိုက်သည်စားချိန်တော့ဇလုံးကလေးတဲခုထဲကပုံစားသည်ရွာကိုရောက်လို့ကြီးတော်ကြီးအိမ်သွားတိုင်းဒီပုံစံကပြောင်းလဲသွားသည်မရှိဘူး ရွာကဆွေမျိုးတွေကကျမရွာရောက်တိုင်းကြီးတော်ကြီးစီဝင်ဖို့တိုက်တွန်းကြသည်တို့တော့မစားရပါအေးနှမျောလိုက်တာလဲလုံကျော်မိဘများထားခဲ့တဲ့ရွှေရင်းငွေတွေနဲရော်လားညီချော့ချက်မိကြည့်စမ်းဟဲဟုပြောတတ်ကြသည်ကြီးတော်ကြီးကလည်းဒါကိုသိပုံရသည်ရာကောင်းစီစကားတခွန်းတစားမှမထွက်ကြည့်တော့ကြည့်ရေဟူထံဝါကအတန်ပြုတ်လိုက်လျင်ရကန်းတဲကလေးတဲကပြာကြီးပြာရပြေးထွက်လာတတ်သည် ကျမတို့လိုတမျိုးတရွာရတူသားနောင်မယ်တွေကိုလည်းမျောတော့လဲမျောချစ်တော့လဲချစ်ရှာပါသည် သို့တော့တီးထတ်တော့တလက်စွန်းတလက်ဆုပ်လက်ရောက်ချင်သူမဟုတ်မတ်ထူငါတူမှာဘယ်တော့ငါရောက်တော့ညီအမေမပါဘူးလားကြီးတော်တလောကနေမကောင်းလိုက်တာအေးပြည့်ရပြီကိုမှတ်တာတေလို့မဖြစ်သေးပါဘူးလေ ဆိုပြီးအသက်ပြန်လှူထားရတာအေးတေမင်းနဲ့လှူရတာဆိုတော့လေလက်ပန်းကိုကြကြရော ကြီးတော်စကားကြောင့်ကျမရေရပါသည်။ဘာစင်းမှလည်းဝယ်တောင်းမည်သူမဟုတ်တာကျမသိသည်။မဖျားမနာခံနိုင်ရူးလား။အင်ကြီးရဲ့လိုတဲ့ဘယ်တော့မှမဝစ်ထား။လက်ဖြင့်ဖြင်ကျန်းထမင်ရရှားကြီးနှင့်စီမလူသောပြောင်းပူမွေငုတ်စပင်ငုတ်စီကိုစရုံးသေးသေးကလေးမရရအောင်ထုံထားတတ်သည်။အုံးစီဝယ်လူဖို့ဆိုတာဝေးကြော။ကျမတို့လိုမြို့ရောက်ဆွေမျိုးဧည့်သည်တွေရောက်သွားလျင်တော့ကြီးတော်ကြီးကသူ့ပိုင်းနှစ်ထပ်ပြင်းအောင်အင်ကြီးပတ်ဆွဲခေါ်သွားက ်ဧကန်တက်ရှာပါသည် အင်ကြီးကကောင်းလာတော့လဲဖုံထူလေသည် ထိုင်တော့ရှင်ထူးထူးတို့ညီเจ้าဆရာလာကဘလောက်ရတော့ငါတူမကိုလာကကိုစားဟဲ့လီမီယူနဲ့ငါကယူကြည့်ဘူးလို့ပြောတာပစိုးပိုင်းကြီးတထဲဖြင့်ဖုံထူးတက်နေသောတန်လျာတွေစပွဲတွေကိုတဖြန်းဖြန်းရိုက်ခါရင်ကပြောနေခြင်းဖြစ်သည်ကြီးတော်ကလည်းမဟုတ်သေးပါဘူးကြီးတော်ကြတော့ယူပြီးဟဲ့ငါကယူပြီးလို့ပြောတာဘဲနဲ့အေးကို့လောက်စားလင်ဖက်ကျွေးရမယ်လို့ နီးနေအသားမပါလိုက်တာကျမကတော့ကြီးတော်ကိုပြုံးမိကြည့်နေလိုက်ပါသည်ဖုံမစင်သေးသောခုန်တန်းလျက်တစ်လုံးမှဝင်ထိုင်လိုက်ရင်မြို့လက်ဆောင်တွေကို ဖုံပေစပွဲပေါ်မှာပဲအသားချကကတော့ရတော့သည်စုတွေကတော့တတိကြီးပေးရှာပါ၏စုတော့မြန်မြန်ပေးနိုင်တယ်ပတ်စံမကုန်ဘူးဟဲ့ကျမမှရေနေရတော့သည် အမေကိုလည်းမေးရှာပါသည်ကျမကအမေရွာမလိုက်နိုင်ကြောင်းပြောပြရသည်ဟုတ်ရှာမှာပဲ ငါညီမကငါ့ကိုသိခင်တာရွာမနေတုန်းက တို့ကပွေးချိပတ်ပဲနှုတ်ဖက်တွေကိုအေးရဲ့ညီမေကမြို့သူဖြစ်သွားတော့ဝေးသွားကြတာပေါ့ပါဇက်ကလည်းအော်ကြီးအော်လောင်ပြောရင်ရကန်းတဲကလေးနဲ့နှစ်ထပ်ပြင်တော့အိမ်ဧည့်စပွဲရှိရာကူးကဲခောက်ကဲကူးရင် ရှိတာနဲ့ဧည့်ခံသည်ရင်းနှွေးလင်မန်းကလေးချရင်းနှွေးမြည်စရာမြေပဲထလျက်ခဲတောတည်ရေစာကလေးချနဲ့တောက်တောက်တက်တက်လုံနေတော့ကြီးတော်ကျေးကိုကျမချစ်သည် အသက်80ပျော့ပျော့ရှိသည့်အထိတွက်လက်ချက်ချသူဖြစ်သည်အသက်အရွယ်ရပြီဆိုတော့လဲတောနေတောထိုင်ပြီးပြီးဖူသည်ဖက်သည်နိုင်လှပါသည် လူကဖြောက်ဖြောက်ကလေးဆိုတော့ချီချိုချီချာရကန်းလုံးကလေးပြေးနေသည်နဲ့လွာကနေလွာကနေမောသည်လို့လဲမရှိကြီးတော့အခုရကန်းရတုံးပဲလားနားပါအောင်တော့ရရပါတကောငါတူမရဲ့မရက်လို့ညီးကကြွေးမလား ကြီးတော်ရက်ကမ်းမှမရက်ရင်ဘဲကငွေနဲ့သွားစားမတော့တို့တော်သူတောင်သားများတေမအလုံရက်ရတာပါအေးမလုံမြုပ်ကြရောပြောင်မှုဖက်လက်ကြီးမေးငေါတောက်ရင်ပြောနေတော့ကြီးတော်ကြီးကိုကြည့်ရင်ကျမတနာလေတနာသည်ကြီးတော်ကြီးဒီလောက်လူစင်းရဲခံကအလုံလုံးနေစရာမလိုမှန်ကျမတည်ပါသည်ဒီနှစ်ထပ်ပြင်တော်အိမ်ကြီးဤခေကာလာတမူကပင်ကြီးတော်ကြီးချမ်းသာကြောင်းနမိတ်ပုံမဟုတ်ကလားရေနံရီဝနေတော်ရှိအိမ်ကြီးဖြစ်သည် နှစ်ဖူးစီပန်းများပင်လှပစေရှိကြသေးသည်ကျွန်းတိုင်လုံးစီများကလည်းလူတစ်ဖက်စားလောက်ရှိသည်လေးပင်သုံးခန်းဆိုတော့ကြီးလိုက်သမှအပေါ်တက်တက်သည့်လေကားကြီးကိုဖြုတ်ပြီးခြံတောင်းကမကြီးပင်မှာထောင်ထားတာတွေ့ရသည်ပြင်တောင်ပြင်ခင်းသူ့မိုးအင်ကြီးအပေါ်တက်ကိုကြီးတော်ကိုယ်တိုင်ရောလူသူလေးပါးပါမတက်ဖြစ်သည်မှနှစ်တွေကြာရောမည်အောက်ထက်ကတော့တောင်ပတ်နှင့်အနောက်ဘက်မှဝိုင်းထရံများကာထားတော်လဲ ံသည့်နှစ်ဖက်မှာတော့ဟင်းလင်းဖွင့်ထားပါသည်အင်ရှေဖက်နှက်ချွန်းနှင့်ဤသောမြေပြင်ပေါ်မှာဒီအတိုင်းဖြစ်ထားသောတန်လျာခုံနှလုံးနှင့်ဇပွဲတစ်လုံးသာအင်ကြီးဤအဆောင်ရောင်အဖြစ်ဥတုပ်ကြီးရှိနေကြပါသည်ကြည့်တော့ကြေးက ရှေးဟောင်းနောင်ဖြစ်တွေကိုငိုတလှဲ့ရေတခါပါဇက်ဖြင့်အခန့်ရှာသည်ကြီးတော်ကိုငေးကြည့်ရင် အမေမကြမကြပြောခဲ့ပူသောစကားကိုလည်းအမှန်ရမိပါသည် မမကြီးကရကန်းခတ်မှစားရတဲ့ဘဝမျိုးမဟုတ်ပါဘူးသမီးရဲ့တို့ဒီတလောက်သူ့မှာပစ္စည်းတွေနဲမမနေတာဒါတွေထုပ်ွဲရောင်းချစားရင်တော့တသက်စားကုန်နိုင်စရာမရှိပါဘူးအေးသူ့မေးတော့လဲဘာမှမရှိတော့ပါဘူးအေးလို့ကြီးပြောနေတာကြားရတာပဲရွာကလည်းမယုံပါဘူးအမေလည်းမယုံဘူးကျမကတော့ကြီးတော်ကြီးအကြောင်းတွေကိုစိတ်ရောက်မိနေလေသည်ကြီးတော်ကြီးငယ်ဘဝကိုကျမတို့နောက်ပါ တူတူမတွေမမီလိုက်ကြတော့လဲမီလိုက်သည့်သူတွေပြပြသမားတော့ကျမတို့မကြချင်ပါအဆုံးပဲကြီးတော်ကြီးအမေဖွားလေးပုံနဲ့ကျမအဖွားတို့ကညီမအရင်ခောက်ခောက်ကြီးတွေဖြစ်ကြသည်ဖွားလေးပုံတွင် သမီး၃ယောက်ရှိရာကြီးတော်ကြီးကအကြီးဆုံးသမီးကြီးတော်အေးနဲ့ကြီးတော်ခွေးတို့ကညီမငယ်တွေဆိုတော့လေကြီးတော်ကြီးလာအတတ်မရှိခဲ့ကြ။ညီမ၃ယောက်ကိုဖွားလေးပုံက မျက်စိမမိတ်ခင်ရှိသမျှပစ္စည်းအညီအမျှ ရာစုတိုက်အဝေပုံခွဲပေးခဲ့သည်သာဆိုတော့ဒီအိမ်ကြီးနှင့်ဒီပစ္စည်းတွေကကြီးတော်ကြီးရလိုက်သည်ခွဲတန်းဖြစ်သည်မမကြီးငငယ်ကတိတ်ချော်တာဥစဘောရုတ်ချော်ဆိုပါတော့အေးဟိုရွာဒီရွာကခေါင်းဆိုးတဲ့လူတွေကလိုချင်လိုက်တာမှဝိုင်းဝိုင်းကိုလဲလို့မမကြီးကတော့လင်းစိတ်သားစိတ်ရှိပုံမရဘူးအင်မတန်အနည်းအေးတယ်သူ့ဟာသူများတော့ရှိမှန်းမသိရဘူးဖွားလေးပုံကကိုပါအောင်နဲ့ပေးစားတော့အမေတို့အိမ်လာငူရှာတယ် ဘဝအကျိုးပေးထင်ပါရဲ့ဇီဝကလည်းဖြစ်လိုက်ကြတာမှအိမ်သာချင်းတူရာကငွေတင်းကားတွေအိုးလိုက်တွေ့ကြသေးတာជីជីတက်ပေါ်အေးတို့အပြိုတုံးကပွဲလန်းသဘင်သွားစီရရှိမမကြီးစီကငားရန်ဝစ်ကြရတာအဝေစားဆိုတာများတန်တစ်တာပေါ်လူတက်ဖီးမှပိတ်လို့ရတယ်အမေပြောပြသလားជីတော်ကြီးမရွှေလက်ဝက်လက်စားတွေကဒီဘက်ခိတ်လက်တော်ချင်းနုမဟုတ်ဘူးနှစ်ပူအပြည့်အသိဟုဆိုပါသည် စတိလက်ကောက်ကြံစစ်လက်ကောက်ငကလင်းလက်ကောက်ကွင်ကြီးတွေတောင်ပရက်ခွက်အုံစံကျူတန်ကွင်းကျူဆက်တွေမောင်နှံခွနဖော်အုပ်ပုံလက်စုကွင်ကြီးတွေညင်စီထွင်းတုံကြောပရင်ကဝေလာကောင်းငါမူတာတကြက်သားအပြာကြီးတွေရွှေနှင်းစီကျဲသည်ကြောက်ကျဲသည်တွေစသည်ဖြင့်စုံနေအောင်ရှိသည်ဟုဆို၏အလူမင်္ဂလာပွဲရှိလို့ကတော့အပြူတွေ14900လောက်ကမမကြီးစီကငှားဝစ်ကြတာ ဝိတူကမဝိနိုင်ဘူးသူကိုယ်တိုင်ကတော့လားငကတောင်ကြီးကြီးမပန်းဘူးအဝိအစားလဲဒီလိုပဲဘရိုကိတ်လုံးကြီးပိုးလုံးကြီးဗန်ကောက်လုံးကြီးတွေကကြီးငါးတိတလောက်ချီဆုံးအယောင်ဆုံးအကွေး20အစိမ့်ရှိတာအလူလိုက်တော့တရက်ထဲလုံးကြီးကလေးနဲ့လိုက်ချင်လိုက်တာပဲဘယ်နဲ့မိမလဲပြောတတ်ပါအေးကြီးတော်ကြီးခင်ပွန်ပါကြီးအောင်ကိုတော့ကျမမိလိုက်ပါသေးသည် ကျမတို့ကလေးဘဝရွာမနေစဉ်ကဘာကြီးအောင်ကထမင်းခေါ်ခေါ်ကြွေးတတ်သည်ကြီးတော်ကြီးအေးသလားဘာကြီးအောင်ကဟောင်းဖော်ဖော်နေတတ်သည်သဘောမနှောကောင်းသည် သူကိုယ်တိုင်းသားရှာငါးရှာ သူကိုယ်တိုင်းချက်ပြုတ်ကြွေးသူဖြစ်သည် ထရေကလေးတောက်ချင်နာစက်ကလေးလောင်းချင်နာလောက်ကလွယ်ရင် အလုံးချစ်စရာကောင်းသည်သားသမီးမရှိရှာတော့ဆွေကလေးမျိုးကလေးအလုံးမတ်တတ်သည် သူဝိုင်းထဲမှာပဲအစော့ခိုင်းပြီးသူပါကလေးတွေကစားတဲ့အထဲဝင်ပါခြင်းပါတတ်သည် ကြီးတော်ကြီးကပါကြီးအောင်ကိုအမဲဆူဆူအောင်အောင်လှုပ်တက်တာလဲကျမမှတ်မိသည်ဘာကြောင့်မှန်းတော့မသိကိုဘအောင်တော်ကထရေကလေးမူလိုက်ကြက်ကလေးလောင်းလိုက်နဲ့တော့ကိုတော်ပခန်းမင်းများမှတ်နေသလားပခန်းမင်းကလူစွမ်းကောင်းတော်ကရောင်း60ကျုပ်ပစ္စည်းတွေတော့စိတ်နဲ့တောင်ထိမို့မစင်မျက်စောင်းမခဲနဲ့ဒီပစ္စည်းတွေကကျုပ်မိဘပစ္စည်းတွေတော့လက်ထက်ပွားဆိုလို့အဲ့တို့တချောင်းတောင်မရှိဘူး အဒီကလေးကတော်ကြီးကြီးကပစ္စည်းတွေကိုဝှက်ထားတော့တာလို့ပြောကြပါတယ်။ဘာကြီးအောင်တသက်လဲဘာမှဖြစ်လာအောင် သုံးစားသွားခဲ့တာမမြင်ခဲ့ကြဘူး။သူ့လိုကိုလိုတော့ပါပဲ။ဘာကြီးအောင်ဆုံးတော့ကြီးတော်ကြီးကရာအလုတ်၊ကိုင်းအလုတ်တွေကိုဖျက်ဖြစ်ကအိမ်ဝိုင်းကလေးတဲ့ရကန်းတဲကလေးထိုးကရကန်းခတ်စားတော့သည်။မနဲ့မိုးလင်းလို့စွန်းခံကိုရင်ကလေးကိုစွန်းစွန်းဟင်းနေစဉ်လောင်းနာကလွဲလို့ဥပုပ်တည်င်းလည်းမရှိ။လက်တူလက်တောင်းရည်လို့လည်းမခေါ်။ အဖို့နေပေးပါရစေဆိုတာလဲလက်မခံတခါတော့အမိကမေးတယ်မကြည့်ညှိပစ္စည်းတွေရောဘာပစ္စည်းမှမကြံပါငါညီမရဲ့ကိုဘအောင်ဖြုံသွားလို့ဖြူကပြကကြပါဘကောငါမှအိမ်ကြီးငုတ်တုတ်ကလွဲလို့ဝေထားတဲ့ထမိန်နာအထက်စင်မတက်နိုင်ပါဘူးအေးမိုးချိုပြေးရပါစေရဲ့ကြီးတော်ကြီးကအကျိန်တွေရော အတွေ့တွေရောစုံနေအောင် ဖြူစုခါတတ်တော်လဲယုံရဖို့တော့ခက်သည်ဘာသဘောဘာရည်ရဲ့ဇမန်လဲမသိဘူး ကြီးတော်ကြီးကတော့အကြောင်းဆိုင်တိုင်းရက်သေးရွာတဲ့ဒီတန်ကိုပင် တွင်တွင်ကြီးလွှင်နေတော့တယ်။သူကလွှင်လေရွာကမယုံလေ။မဟုတ်တာပြောတာပါအေး။ဘက်နဲ့ဘာကြီးအောင်ဖြုံးသွားရမှာလဲ။ဘာအောင်ဖြင့်ချွေတမှုသားရောင်းသုံးသွားတာတော့မမြင်ဘူးဘူး။မိကြီးကဓမြတိုက်မှာဆိုလို့အတန်ကောင်းလွှင်နိုင်နေမှာပါ။မဟုတ်တာဟာ။ရွာကတော့ဖိုးတင်လို့လူကြီးကအစဘသူမှကြီးတော့ကြီးစေစကားကိုအတိအမှန်မပြူကြ ကြီးတော်ကြီးကလည်းအပြောနဲ့အလုပ်တထဲတဲကြအောင် လုတ်ကင်စားတောင်းနေထိုင်ပြတော့လဲဘသူကမှလည်းစက်တုံမတက်ဝဲကျမတို့လိုဝမ်းကွဲတူမတွေမပြောပါနဲ့ညီမနှစ်ယောက်ကမွေးတော့တူတူမအရင်ခောက်ခောက်ကြီးတွေကိုပင် တပြားမကြပဲဆုံးလုံးပြစ်ထားတတ်သူဆိုတော့ဝေခွဲရခတ်ကြသည်ငါမာသာရွှေတွေအဲ့တလောက်ရှိရင်မြတ်တင်တို့မန်းလေးပြောင်းနေမှာပေါ့ဟဲ့နင်တို့မယုံရင်ငါ့ကိုတတ်ပြီးတော့ဒါအိမ်ပေါ်မှွေကြပြီတော့တခါတော့ သူဖြစ်သူကိုလာဆောင်ကိုကြီးတော်ကြီးကဒီလိုပြောတော့ကိုလာဆောင်ကထရေမှုမှုနဲ့သူ့ကြီးတော်အိမ်ကြီးပေါ်တက်မှွေပူတယ်။တကယ်ကိုဘာမှမတွေ့ရ။ရွှေတဲ့ငွေတဲ့မတွေ့တာထားဘရူကိတ်လိုဘန်ကောက်လို ထမိန်တွေတောင်ရှာမတွေ့ခဲ့ဟုတဆင်ဆက်ကကြားခဲ့ရပါသည်။အဲ့တော့လဲအံ့ဩစရာဒီဖြစ်စည်းတွေကြီးတော်ကြီးပမာများဟွက်ထားလိုက်ပါလေဆိုတာကလည်းနားမလည်နိုင်အောင်ဖြစ်ကြရသည်။ အချို့ကလည်းတနေရရာမှာတူးမြုပ်ထားတာနေမှာဟုထင်ကျင်းနေပြောတတ်ကြတာလည်းရှိသည်။ရွှေတံငွေတွေတွေတူးမြုပ်ထားတယ်ပဲထားပါအောင်။ထမိန်တွေကပါမြုပ်စရာလို့လို့လဲ။ဒါကလည်းတွေးစရာ။အိမ်မော်တို့ကိုလာဆောင်တက်မွေပြီးကလေးကကြီးတော်ကြီးကကျွန်းလေကကြီးအားဖြုတ်ကျွေးလိုက်ခြင်းဖြစ်ပြီ။ပြီးတော့ခြံနောက်မှာတဲကလေးတစ်လုံးထိုးပြီးရကန်းစင်ကလေးစင်ကတဲထဲမှာပဲနေခဲ့ခြင်းဖြစ်သည်။ ဒီတဲကလေးထဲမှာကြီးတော်ကြီးရကန်းခရင်နေလာခဲ့တာပဲနှစ်ပေါင်းမနေတော့ပြီကြီးတော်ကြီးဤရကန်းတွေတွေကနမဲတော့ရပါဤမယောင်ရမရှိ အကျွေးပေးတော့လဲဆုံးသည်မရှိ ရကန်းကျွေးတော့ရအောင်တောင်းတက်သည်တရက်နှစ်ရက်ဆိုင်းပါအောင်ဆိုပြီးယူသွားရအထည်ပိုးလာမပေးလျင်အလူအိမ်ထိလိုက်က ချုပ်ခိုင်းတော့တာမဟုတ်ကလားရွာလူချုံလာလို့ကြီးတော်ကြီးတယောက်ရွာမှာဆုံးရှာပြီးအတန်ကြာတုန်းကကျမမဝမ်းနေလို့မဆုံးဖြစ်ရပါ၏ ကျမမြင်ရတလောက်ကြီးတော်ကြီးခမတကူရီတကာရရကန်းခတ်စားရသည့်ဘဝနှင့်အယူထုတ်သွားရရှာတာမဟုတ်လားကြီးတော်ကြီးမှာဖြစ်စည်းတွေရှိတယ်ဆိုတာကလည်းကျမတို့မမီလိုက်လေတော့အကြာနေယုံခဲ့ရတာမျိုးပဲရွာပြန်တိုင်းထမိန်ခါချက်ကြီးနှင့်ရကန်းတချောက်ချောက်ရက်နေတက်သောအသက်80ကျော်အဖွားအိုကြီးတယောက်ဤပုံရိပ်ကိုကျမအလွန်လွမ်းမိသနာမိရပါသည် အမေကတော့ရွာလူကျုံအကြီးအေးမကိုကြီးတော်ကြီးကြောင့်အဝေးကမေးရရှာ၏။ညရီကလေးကလည်းတဆန်းဆန်းနေဆမ်းမအောင်အေးမရဲ့မမကြီးဆုံးတော့သူ့ပစ္စည်းတွေရှာကြဖွေကြသေးတာ။ရှာကြပါတော့လှဆောင်တို့မိသေးတို့ရကန်းတဲကြီးဖြတ်ပြီးမြေကြီးတူးကြည့်ကြတာပေါ့။အတော်ကြီးနဲ့တဲ့အထိတူးတာပဲလူတရက်တောင်ကြော်မလားပဲ။ဘာတစည်းမှမတွေ့ရဘူးတော်ကြီး။ ကြီးတော်ကြီးအိယာတဲ့လဲတဲ့ကြတော့တူတူမတွေအရင်တွေကတရောတော့ပါလာပြုစုကြတယ်။စံပြုတ်ကလေးစွန်းခွင်ရင်သိုးဝတ်ထားသည့်ပစ္စည်းတွေကိုချော့ချက်မိကြတယ်။ကြီးတော်ကြီးကတော့ဘူးခမြဲခသည်ဆိုတယ်။အရင်အိမ်မဆက်ပြောတော့ကြီးတော်ကြီးအကြောင်းကစိတ်ဝင်စားစရာ။အရင်ကြီးဆုံးမနေ့ကရွာဦးဆရာတော်ကျောင်းကဥပဒေချင်းလေးတစ်ပါးကိုအခေါ်လွတ်တယ်။ရွာကတော့လူတွေကိုမပေးခဲ့ခြင်းလို့ဆရာတော်ကိုလှူခဲ့နိုင်မယ်လို့တွက်ကြတာပေါ့အဲ့ဒါကလည်းကောင်းတဲ့ကိစ္စကို အရေးကြီးကဝေဒနာခံစားနေရပေမဲ့သတိတစ်ချက်အလိမခံဘူးကျုပ်တို့ဖြင့်ညာညာလူမမသွားဆောင်အိတ်ကြရတာရက်တွေကမနေဘူးဥပစင်ကလေးကြွလာတော့အရေးကြီးကဘုတ်အုပ်နဲ့ခဲတံယူခိုင်းတယ်သူ့နှုတ်ကရွတ်သမျှလိုက်မှတ်တော်မူပါဖရာလို့ရှောက်တော့ဥပစင်က လိုက်မှတ်တယ်လေးတန်အောင်ရဲ့ရဲ့ပဲကြံတော့ရဲ့ဥပစင်လေးကကြီးတော်ကြီးဘဝကိုကောင်းစေရန်စိတ်မှချမ်းသာပါစေတော့ဆိုသည့်သဘောဖြင့်ကြီးတော်အေးအလိုကြဆောင်ရွက်ပေးတော်မူရှာပုံရပါတယ် ကြီးတော်ကြီးကမျက်ဖြူကြီးလန်နေရင်ကမှသည်ဟုဆို၏ဥပစင်ရေးပါဖျားတောင်ရက်ကမမတ်ကြီးဆောင်းတထဲဘူး900တင်းတော်ရွာကမဆန်ကျော်ပိနီတအုပ်က300ညောင်တူရွာကမကြီးခင်ထမိန်နှကွင်းက200ညောက်ရွာကအေးပုတပတ်ဆောင်ဘူးက400တိန်ရွာက ကြီးတော်ကြီးကသူ့ရကန်းထဲဘူးနဲ့ငွေတိုးကြွေးရစရာရှိရာတွေကိုတန်းစီအကြီးခိုင်းထည်သည် ထူထူသောရရရှိသည်။မြန်ငွေအလုံးကိုဥပစင်ကလေးကတာဝန်ခံတောင်းယူပြီးရွာเจ้าဆရာတော်ကိုလှူဒန်းပေးပါရဲ့မ၏။ဥပစင်လေးကရေဆက်ခွက်ကလေးတဲကရေဆက်ချလှူဒန်းစေပြီးတရားဟောတော့ကြီးတော်ကြီးကရေဆက်ချလိုက်သေးသည်ဟုဆိုပါ၏။မနက်ပိုင်းရကန်းကြွေငွေတို့ကြွေးကလေးတွေရေဆက်ချပြီးလှူပြီးညနေဆုံးတာပဲ။ကြွေးတို့ကြွေးစားတဲ့အကုန်သူ့မို့မှတ်မိတဲ့တော့အံ့ဩချက်တော့အင်ကြီးရောဝိုင်းကြီးရောရောင်းပြီး ရွာကျိုးရက်ကျိုးမှာတုံးပို့လဲမှာခဲ့တဲ့အတွင်းပစ္စည်းဆိုတာများတော့ဖယားစုတစ်ချက်မဟုတ်သွားပုံတော့အကြီးအေးစကားတွေကိုနားထောင်ရင်းကကြီးတော်ကြီးပုံရိပ်တွေကိုကျမမျက်စိထဲမြင်အောင်လာမိပါ၏ကျမကိုအိမ်တော်မပြုတ်လင်းနဲ့ဟူမှာခဲ့သောကြီးတော်ကြီးခမဖာကြီးအောင်ကိုမကြွေးခဲ့ရုံတည်းမအုပ်သူဟာသူလဲတီတီပပမစားသွားခဲ့ရရှာပါ ဆရာသိမ့်ဖေမြင့်ဤငါလင်နှင့်ငါငွေဆိုတာကိုဖတ်ပြီးတိုင်းအသက်နှစ်လဲ၍ငွေကြေးဥစ္စာကိုကာကွယ်သွားခဲ့သောအကြီးစိမ့်နှင့်ကြီးတော်ကြီးကိုကျမအမြဲတမ်းနှိုင်းယှဉ်ကြည့်မိသည်တမျိုးစီတော့တမျိုးစီကြီးတော်ကြီးကတော့ငါလင်နှင့်ငါငွေကိုလဲခဲ့သူတော့မဟုတ်ရှာပါကြည့်တော့ကြည်ပိုင်ဆိုင်သမျှသောပစ္စည်းဥစ္စာတွေကိုသူတပါအာမပေးရမလူရတာထားသူဆုံးပါပြီးနောက်မှာတော့ဘု து ကိုမှအတုံးမခံခဲ့သောစိတ်ကိုယ်သားကျမအံ့ဩမိရပါသည် နှစ်တွေကြာခဲ့ပြီဖြစ်တော့လဲကြီးတော်ကြီးဤရွှေငွေလက်ဝတ်လက်စားဆိုတာတွေကိုခဏအချိန်ထိဘသူကမှမတွေ့ကြရသေးတာကတော့ထူးဆန်းလာပါပဲဤအကြီးစင်းရောကြီးတော်ကြီးပါဘဝဤနောက်ဆုံးအချိန်ထိသူတို့စိတ်ခံစားမှုအတိုင်းမြဲမြဲမြန်မြန်ရက်တီသွားခဲ့ကြတော့မိမ့်မယွတ်ကြီးတွေပါလားဟု ကျမလည်းတွေးမိရပါသည် တကယ်တော့ဝိတုတဲကဇက်ကောင်တွေဆိုတာကလည်းကျမတို့နဲ့လက်တကမ်းမှာတကယ်ရှိနေကြသောပဂတိဘဝများဤနမိတ်ပုံတွေပဲမဟုတ်ကလားလောကတဲကထွက်ခေါ်သွားရသည့်အတိုင်းသူတပားကောင်းရာကောင်းကျိုးမထားရနိုင်သူတွေကလည်းရှိနေကြတာပါပဲမဟုတ်ကလားဟုတ်ကဲ့ပါရှင်ဘူတင်အခုဖတ်ပြပေးသွားတဲ့ဝိထုတိုလေးကတော့ဆီယာမခင်ခင်တူရေးသားခဲ့တဲ့အရင်နှစ်ကြီးတော့ဆိုတဲ့ဝိထုတိုကလေးပဲဖြစ်ပါတယ် အားလုံးပဲနားဆင်တာစိတ်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။ဘူဒင်းတို့ audio channel လေးကနေပြီးတော့နေ့စဉ်နေ့ရက်အတိုင်းမှာဝိထုတူကောင်းလေးတွေကိုအမြဲအစဉ်တင်ဆက်ပေးနေတာမို့လို့ဘူဒင်းတို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အားပေးနားဆင်နိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။